မင်္ဂလာပါမြန်မာမိဘကတိုက်ပွဲတွေနဲ့ကောင်းကင်ယံကအလေးရဲ့အစ်စ်တွေကကျွန်တော်တို့ကိုပါရှိုးဝဲချက်တွေပြောနေတယ်လေမန္တလေးနန်းတွင်းကဗိုလ်ချုပ်တွေနေစဉ်နဲ့အမျှစစ်ရေးဖိအားတွေခံစားနေရလို့ဒါသက်ကနဲ့နိုင်ပွဲတာအမျက်ပြီးစေချင်းပြီးဆိုပြီးတော့ညှိတွားနေကြတယ်လို့စီဒီအမ်ဗိုလ်ကြီးကိုစင်ရော်ရဲ့ထောက်ထောက်ပြောဆိုမှုဟာသူတို့ရဲ့စိတ်ဓာတ်ရာကိုထင်ဟပ်နေပါတယ်ဒီလိုစိတ်ဓာတ်ကျဆင်းမှုကသူတို့ရဲ့စစ်စင်ရေးဆုပ်ဖြတ်ချက်တွေအပေါ်ကိုတက်ရောက်လာနိုင်ပြီးစစ်စင်ရေးတွေပုံပြီးနေကွေးလာနိုင်ချေရှိပါတယ်။ဒါပေမဲ့ ခိုင်းလို့လုံနေရသေးတယ်ဆိုတော့လူစိတ်မရှိမှုကတော့စိတ်အာဏာရှင်စနစ်ရဲ့မပြောင်းလဲသေးတဲ့အနစ်သာရောပြောင်းနေဆဲပါပဲ။ကယင်နီနဲ့ရှမ်းမြောက်ဒေသတွေမှာတိုက်ပွဲတွေပြင်းထန်နေပါတယ်။မိုးပြမြို့ကိုကယင်နီပူပေါက်တပ်တွေကတနစ်ကျော်ထိတ်ထုတ်ထားနိုင်တာကတော့စစ်ကောင်စီရဲ့စစ်ရေးရည်မှန်းချက်တွေမှာအောင်မြင်သေးဘူးဆိုတော့တက်တည်ဖြစ်ပါတယ်။ကယင်နီပြည်နယ်အတွင်းကစစ်ကောင်စီရဲ့တိုက်ရင်ထောင်နာချုပ်25ခုထက်က12ခုဟာကယင်နီတပ်ပေါင်းစုရဲ့ဝိုက်ပတ်ပိတ်ဆို့မှုအောက်ရောက်နေတာဖြစ်ပါတယ်။ ဒါ့အပြင်မက်ဆက်ကနေချဆောက်တက်1400နဲ့ရွာတိမျိုးနဲ့စွတ်ပိုင်ကနေချဆောက်တက်1500တို့စစ်ကောက်စီနဲ့လက်တွဲဖြုတ်လိုက်တာဟာပြောက်ကွက်သွားမဲ့အဆောက်အုံတလို့ရဲ့အုံမြင့်တွေတဖြည်းဖြည်းပြိုကျလာသလိုပါပဲစစ်တပ်အတွင်းစီးလုံးညညမှုအကြောင်းထားနေပြီဆိုတာသက်သေပြနေတာဖြစ်ပါတယ်တဖက်မှာလည်းရှမ်းမြောက်ဒေသမှာ TNA နဲ့ SSPP SSA တို့တိုက်ပွဲဖြစ်ခဲ့တာဟာဒေသတွေမတည်ငြိမ်မှုကိုပိုပြီးပေါ်လွင်စေပါတယ် ီလိုမဟာမိတ်အခြေချနိုင်ပြီးအငင်းပွားမှုတွေကစစ်ခောက်စီရဲ့ထိုးစစ်တွေကိုတုတ်ပြတ်ရအောင်မှာအားနည်းချက်တွေဖြစ်လာနိုင်ပါတယ်။ UWSA တပ်ဖွဲ့ကဂျားဝင်ဖြည့်ရှင်းပေးနေပေမဲ့အဲ့ဒီနေ့မြင်အငင်းပွားမှုတွေဟာရှုပ်ထွေးလာပါတယ်။နောက်ချုပ်မြို့ကိုပြန်လည်ဆိုးမိုးဖို့စစ်ခောက်စီနဲ့တရံအေရိုတိုက်ပွဲတွေအခုရပိုင်းတွင်အပြင်းထန်ဆုံးအခြေအနေရောက်နေတာဖြစ်ပါတယ်။တောင်ခမ်းနဲ့ပြင်ဦးလင်ဘက်ကနေစစ်တပ်ဟာအင်အားထောင်ချီနဲ့နောက်ချုပ်ကိုဦးတီထိုးစစ်ဆင်နေပြီးလေကြောင်းပစ်ကူတွေနဲ့ပို့ပြီးတော့စိုက်လာတာတွေ့ရပါတယ်။ တော်လိုက်အင်အားစုတွေရဲ့စီလုံးညီညွတ်မှုကိုစိတ်ခေါ်နေတယ်လို့ပဲအစက်ကောက်စီအတွက်လည်းအသာစီးပြန်ရဖို့ကြိုးစားနေတဲ့အဓိကနေရာဖြစ်ပါတယ်။ရခိုင်ပြည်နယ်ကတဘာဝတန်းငွေပိုက်လိုင်းရဲ့အနာဂတ်ဟာလည်းမိကွန်ထုတ်စရာအခြေအနေဖြစ်နေပါတယ်။ကြားဖြူကောင်းနေလာတဲ့ပိုက်လိုင်းရဲ့ booster control station တခုကိုအာရခတပ်တော်ကထိချုပ်ထားနိုင်ပြီးတော့ဒါကဒေတာတွေအခြေအနေနိုင်ငံတကာဆက်ဆံရေးအပေါ်ကြီးမားတဲ့တရားမှုတွေရှိလာနိုင်ပါတယ်။ပြည်ကရရက်ကရန်ကုန်အေးစိတ်ကနေပြည်အကျင်းထောက်ကိုနိုင်ငံရေးအကျင်းသား စုစုပေါင်းအယောက်90အပါဝင်အကျဉ်းသား150ပြောင်းရွှေ့ခဲ့တာဟာတော်လိုင်းအင်အားစုတွေရဲ့ဖိအားကိုစစ်ကောင်စီဘက်ကဘယ်လိုတုံ့ပြန်ဖို့ပြင်ဆင်နေလဲဆိုတာကိုဖော်ပြနေတာဖြစ်ပါတယ်ဒီမျိုးကရှင်ပင်တာထွန်းဥဖျောက်ကိုလေကြောင်းကနေဘုံနှလုံးကျဲပြီးတော့တိုက်ခိုက်ခဲ့တာကစစ်တပ်ရဲ့ရက်ဆက်မှုကိုပြနေတော့ပါပဲ။တစ်ဖက်မှာလည်းမကွေးတိုင်းပခုတ်ကူမျိုးနဲ့ဒေဖြားကျေးရွာကကောက်ဝေးတပ်ဖွဲ့တွေရဲ့လှုံ့ဆော်မှုအချက်လက်တွေစစ်ကောက်စီဘက်ကရရှိနေတာရှိပါတယ်။ဖြီလင်းမျိုးနဲ့မှာနိုင်ငံရေးအကျဉ်းသားလွှမ်းမိုးမှုအပေါ်စစ်ကြောရေး တွေပြင်းထန်နေတာတွေစားတာတွေကတော့ဒေါ်လာရေးမှာစစ်မှတ်တဲ့တည်ရင်အချက်လက်ဝေဝါမှုတည်ရင်လှုပ်ချုံရေးပျောက်ဆုံးနေမှုပြည်သူလူထုရဲ့အခက်အခဲအကြက်တဲတွေကိုပေါ်လွင်စေပါလေမြန်မာဝက်နက်ကထောက်ပြတဲ့ကုမင်းလေစိမ့်မှာမြန်မာလေတပ်အတွက် Y8 တည်ယူပို့ဆောင်ရေးလေရင်နဲ့စီးတွေ့ရတဲ့အခြေအနေကတော့တရုတ်မြန်မာစစ်ရေးပူးပေါင်းမှုအချိန်မြင့်နေတာလားဆိုတာကိုတော့မေးခွန်းထုတ်စရာဖြစ်ပါတယ် Y8 တွေကစီရီမှာဘျူဟာမြောက်တပ်ဖွဲ့ရိခါခဲရန်ပို့တော့ တောက်တာဖြစ်ပါလေလေဒါစွမ်းရည်တက်လာမှုတွေလိုအပ်တဲ့ဖြစ်တင်းမှုတွေနဲ့အရှည်တန်းတိုက်ပွဲတွေကိုဘယ်လိုတက်ရောက်မလဲဆိုတာတွေကတော့အဆောင်ကြည့်ဖို့လိုပါတယ်ဒီလိုလက်နက်ဝဲယူနေချိန်မှာပဲစစ်ကားဆောင်မရောက်လိုက်ဟာအခုရပိုင်းအတွင်းဘယ်ရာယူမစ်မျိုးကိုစတုတ္ထအကြိမ် EEF 2025တက်ဖို့ရှိတယ်ဆိုတာကတော့တရုတ်စီကလက်နက်ဝဲရုရှားဘယ်ရာယူစီကစစ်ပညာရယူနေတဲ့အခြေအနေဖြစ်ပါတယ် တနည်းအားဖြင့်ဒါဟာစစ်ကောက်စီရဲ့စစ်အင်အားတည်ဆောက်ရေးမဟာဗျူဟာတစ်ခုကိုဖော်ပြနေတာဖြစ်ပါတယ်။ထိုင်းနိုင်ငံမဲဟောက်ဆောက်ခရိုင်မှာမြန်မာဘက်ကိုတင်ပို့မဲ့ဂျပန်တပတ်ရစ်ကားရာနဲ့ချီပြီးတော့ပိတ်မိနေတာကတော့မြန်မာစီးပွားရေးခန္ဓာကြီးအားနေကုန်ထုတ်စရာပါပဲ။စစ်ကောက်ဆောက်ရဲ့ license မဲ့အရင်တွေကိုဖက်စီမှုတွေကြောင့်အခွန်တင်းတာချင်းလုံခြုံရေးအခက်အခဲဖြစ်စေတဲ့ပြောပြီးတဲ့နောက်မှာတနင်္ဂနွေလုံးအတိုက်အတာနဲ့အလေးအငိုက်ဖက်စီမှုတွေပုံများလာပါတယ်။ ဒီဖိနှိပ်မှုတွေကြောင့်နန်ဇက်ကားတင်သွင်းသူတွေလုပ်ငန်းရထားရတဲ့အထိဖြစ်လာတာဟာပြည်သူစာဝတ်နေရေးကိုတိုက်ရိုက်ထိခိုက်စေရုံတောင်မကပဲစစ်ကောင်စီရဲ့ဗန်ဒါရေးဖြစ်စည်းမှုကိုပါပြနေတာဖြစ်ပါတယ်အခွန်နစ်နာတဲ့ဆိုပေမဲ့ဒီလိုလောက်ရတွေကမောင်ခိုဈေးကွက်ကိုပို့ပြီးကြီးထွားစေပြီးတော့စီးပွားရေးကိုတရမွေနဲ့လမ်းကြောင်းပေါ်ကိုပို့နေတာဖြစ်ပါတယ်ပြည်သူတွေရဲ့နေစဉ်ဘဝမှာအခက်အခဲတွေပုံများလာတာဟာတော်လိုင်းရေးအင်အားစုတွေအတွက်ထိအားရောအခွင့်အရေးရောဖြစ်လာနိုင်ပါတယ် ဒီချက်တွေကိုခြုံငုံတုတ်တက်ကြည့်မယ်ဆိုရင်မြမတော်လာရေးခကြီးဟာပန်းတိုင်းစီကိုမျောလင်းချက်တွေနဲ့ရှေ့ကိုငေးကြည့်လို့ရနေဆဲဖြစ်ပါလားစစ်တပ်ရဲ့စိတ်ဓာတ်ကြဆင်းမှုစည်ရည်ရမချက်မပြည့်ဝသေးတဲ့အခြေအနေလက်မြခံတပ်တွေရဲ့စီလုံးမှုအကြောင်းထွက်လာခြင်းဟာစစ်အာဏာရှင်စနစ်ရဲ့အဓိကအားနည်းချက်ပါပဲတိုင်းသားအခြေအခြေပဋိပက္ခတွေကမဟာမိတ်တွေအခြေအခြေစီလုံးညှိနှုံးမှုကိုပြက်ပြားစေပြီးတော့စစ်ကောက်စီကိုအခွင့်အရေးဖန်တီးပေးတဲ့ဆိုတာအလုံးသိပြီးဖြစ်ပါလား စစ်ကောက်စီရဲ့ Y8 လေတဲ့တွေနဲ့လေကြောင်းပစ်ခုပို့သုံးလာနိုင်ပြီးရှမ်းမြောင်းနဲ့အခြားဆင်းမြေနောက်တွေမှာထိုးစစ်တွေပို့ပြီးပြင်းထန်လာနိုင်ခြင်းရှိပါတယ်။စီးပွားရေးရလိုင်စင်မဲ့ရင် ဖန်ဆီးမှုလို့လောက်ရဟာဒီလိုကာလမှာပြည်သူ အခက်အခဲတွေ ပိုများစေပြီးတော့တစ်ဖက်ကပြန်ကြည့်ရင်တော်လိုင်းထောက်ခံမှုကိုမြစ်တက်စေနိုင်ပါတယ်။စစ်ကောက်စီရဲ့နိုင်ငံစီးပွားရေးနားမလည်မှုအခြေအနေပြည်သူ့ဘဝရဲ့အရေးပါတဲ့အခက်အခဲတွေကိုလစ်လျူရှုတာဟာသူတို့ရဲ့အနာဂတ်အတွက်တော့ ပို့ပို့ပြီးတော့မမိုက်တဲ့လမ်းကြောင်းပေါ်ရောက်နေတာဖြစ်ပါတယ်။ဒါမဲ့ရက်တွေမှာစစ်ကောင်စီအောက်ကဗိုလ်ချုပ်တွေရဲ့စိတ်တကြဆင်းမှုကစည်ရေးဆုပ်ဖြတ်ချက်တွေအပေါ်မှာအတွေ့အစည်းကနေတက်ရောက်မှုရှိပါတယ်။ဆိုလိုတာကဆက်စင်ရေးတွေပို့ပြီးနေကွေးလာနိုင်ထိရှိပါတယ်။ဒါပေမဲ့ထုံးစံအတိုင်းခိုင်းလို့လောက်ရသေးတဲ့ဆိုတဲ့စိတ်ကဒေါ်လာရဲ့အတွက်ကျွန်တော်တို့အတွက်ကြီးမားတဲ့စိတ်ခေါ်မှုတစ်ခုပါ။ KNP နယ်ရဲ့အရှမ်းရဒေသတွေမှာတိုက်ပွဲတွေပို့ပြီးပြင်းထန်လာနိုင်ပြီးကချင်ချင်းတို့ရဲ့ အချင်းချင်းကြားစည်းလုံးမှုတော်လှန်ရေးကိုတွန်းအားပေးဖို့မျှော်လင့်ပါတယ်။ AA ကကြောက်ဖြူတရုတ်တဘာဝတောင်ကြီးပိုင်လိုင်းရဲ့ Booster Control Station ကိုထိ ंछ ုပ်ထားလိုက်တာကတရုတ်ရဲ့နှစ်ဖက်ညက်ခံနေရတဲ့အနေအထားဖြစ်နေတာတွေ့ရပါတယ်။အနာဂတ်မှာတော့ဟာဒေတာတွေနိုင်ငံကဆက်ဆံရေးကိုတက်ရောက်နိုင်မှာဖြစ်ပါတယ်။ရှမ်းမြောက်ကတိုင်းသားချင်းချင်းပဋိပက္ခတွေကတော့တော်လှန်ရေးစည်းလုံးမှုကိုထိခိုက်စေပြီးတော့စစ်ကောက်စီကိုအလိုလိုအခွင့်အရေးထိုင်ပြီးပေးနေတာဖြစ်ပါတယ်။ နောက်ချိုကစစ်ကောက်စီထိုးစစ်တွေက TIA ကိုဖိအားပေးနေတာမြပိုင်းဒေတာရဲ့နောက်ချိုမဟာဗျူဟာမြောက်အရေးပေါမှုကိုဖော်ပြနေတာဖြစ်ပါတယ်။လက်ရှိအခြေအနေမှာတော်လိုင်းအင်အားစုတွေမစုစည်းမညီညွတ်နိုင်ခဲ့ဘူးဆိုရင်စစ်ကောက်စီကတော့လက်လွတ်နှံ့မြေတွေကိုတေချာပေါက်ပြန်ယူသွားပါလိမ့်မယ်။ EO ဖွဲ့စည်းတွေအချင်းချင်းပဋိပက္ခတွေဘေးဖက်ထားပြီးအများပြောတဲ့ဗိုလ်ရံသူကိုအာရုံစိုက်ဖို့အရေးကြီးပါတယ်။ရှမ်းမြောက်မှာဖြစ်နေတဲ့ TIA, SSA, SSPP တို့တိုက်ပွဲတွေက စစ်ကစီအတွက်ဘာမှလုပ်ရမလို့တဲ့ divide and rule ကိုကိုဘသာပြနေတာဖြစ်ပါတယ်။ Waterfall လို့ဂျားဝင်ဖြန့်ဖြစ်သူတွေကတော့ပုံပြီးထိရောက်တဲ့အခက်ကဏ္ဍကိုရရှိလာတာဖြစ်ပြီးတော့လိုအပ်တဲ့အခြေအနေရပုံပြီးပါဝင်လာဖို့လိုအပ်ပါတယ်။တော်လိုက်ကင်အားစုတွေအနေနဲ့ဒီချိန်မှာအားနာချက်တွေကိုအခွင့်အားယူပြီးစစ်ပုတ်ချုပ်တွေစိတ်ဓာတ်ကျဆင်းမှုပေါ်မှာမီဒီယာဝါဒဖြန့်ချီရေး psychological warfare တွေကိုပို့ပြီးတော့အသုံးချသင့်ပါတယ်။ဒေတာအလိုက်လည်းတိုက်ပွဲတွေကိုအချိန် မရော့နေတော့အောင်ပို့ပြီးမြင့်တင်ဖို့လိုပါတယ်စစ်တပ်အတွင်းကတရင်အချက်လက်တွေရယူဖို့လည်းအရေးကြီးပါတယ် PDF တွေရဲ့လှုပ်ချုပ်ရေးဟာလေးထားဆောင်ရွက်ဖို့အဓိကအချက်ပဲဖြစ်ပါတယ်ပလောဝဒေတာမှာဒေတာဖွင့်ပြရေးတွေတရားတွေပြန်လည်ဆောက်လုပ်နေတာမျိုးဒါဟာတော်လာရေးရဲ့ခိုင်မာတဲ့အနာဂတ်ပုံရိပ်ရှင်းရှင်းလင်းလင်းမြင်တာတဲ့အချက်ကိုပေါ်ပြနေတာဖြစ်ပါတယ်မြန်မာတော်လိုင်းဟာစည်ရေးနိုင်ငံစီးပွားရေးရှုပ်ထွေးပွေလီလာတဲ့ဒါဘောက်စုံကနေ ထိအားပေးမှုတွေကိုပါရင်ဆိုင်နေရတာ ဖြစ်ပါတယ်။တရုတ်ရုရှားရဲ့စေရဲအကူအညီတွေကစစ်ကောက်စီရဲ့တပ်ဆိုးရှိမှုတပ်တန်းကိုဆွဲဆက်စေနိုင်တယ်လို့ပဲပြည်ရေးစီးပွားရေးဖိနှိပ်မှုတွေဒါတွေအလုပ်ဟာပြည်သူတွေကို ပို့ပြီးဆင်းရဲငမ်းမောစီမှာဖြစ်ပါတယ်။တိုင်းသားအခြေချင်းစည်းလုံးမှုအားနည်းချက်ကရေရှည်စိတ်ခေါ်မှုကြီးဖြစ်နေတာကတော့တော်တော်ဆိုးဝါးတဲ့အခြေအနေဖြစ်ပါတယ်။ဒီလိုအခြေအနေကြားထဲမှာကျွန်တော်တို့ရဲ့တော်လန်ရေးဘယ်လိုဆက်ရှောက်မလဲဆိုတာကတော့ ပြည်သူလူထုရဲ့စီလုံးညီညွတ်မှုဘလောက်ထိရှိမလဲဆိုတဲ့အပေါ်မှာပဲအဆုတ်ဖြတ်ပေးမယ်ဆိုတာတင်ပြချင်းပါတယ်ကျေးဇူးတင်ပါတယ်